အလုံးမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးကြိုးလိုက်ပါတယ်ဗောနော်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ရပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့ လက်ရှိအခြေအနေတောင်းအခြေအနေတွေကြောင့်မို့တာကျွန်တော်တို့ဘောလုံးနဲ့လည်းဒါကိုယ့်အကူနဲ့နဲ့ distance ဖြစ်တဲ့လို့ခံစားရတဲ့ moment တွေရှိလာခဲ့တယ်။ဒါပေမဲ့ဒါကခုနကပြောလို့ကျွန်တော်တို့အခုလက်ရှိ Liverpool ပြိသက်တွေဒါကျွန်တော်တို့တချို့ပြိသက်တွေကလွင်ဒါအခုလက်ရှိမှာပုပ်ပွဲလေးပြောမှာ Chelsea ပြိသက်တွေဖြစ်ဖြစ် Tottenham Hotspur တွေပြိသက်ပဲဖြစ်ဖြစ် United ပြိသက်ဖြစ်ဖြစ်ခင်ဗျားတို့ကိုယ့်အသင်းနဲ့ကိုယ်တဖြည်းဖြည်းနဲ့ဝေးလာရလို့ခံစားရလားကျွန်တော်တို့ခင်ဗျားတို့မသိကျွန်တော်တို့တဖြည်းဖြည်းနဲ့ခံစားရဘူးဆိုတော့ဟိုခင်ဗျားတို့လိုအောင်မြင်တဲ့အသင်းတော်မှာဘယ်လိုခံစားရမလဲကျွန်တော်တို့ဒါသိပြီးမအောင်မြင်တဲ့အသင်းတော်အခုလက်ရှိမှာဒီလိုမျိုးစတင်ပြီးခံစားလာခဲ့ရတယ် ဒီနေရာမှာဒါကုနာပေါ်ဆိုဘကမကြိုက်သူပြောလို့ရတဲ့ပိုင်ရှင်တွေဒါကျွန်တော်တို့ဒီပြတယ်ပေါ့အရင်တော့ကကျွန်တော်ဘောလုံးပွဲတစ်ပွဲကြည့်ဖို့ဆိုစေရ excited ဖြစ်တယ်ဒါဟိုနေ့တော့ကဆိုမမေရခင်ဗျားတို့ကျွန်တော်ပြောခဲ့သူကျွန်တော်ဒါဟိုကျွန်တော်တွားကျင်တဲ့ပွဲတစ်ပွဲတော့ဖြတ်ပြီးတော့ကျွန်တော်ကျွန်တော်တွားကျင်တဲ့ပွဲတစ်ပွဲတော့ကျွန်တော်မတွားဖြစ်ပင်နဲ့အော်ငါရဲ့အသင်းလေးကိုငါကြည့်ကျင်နေဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကြည့်ခဲ့တယ်ပေါ့နော်ပြောချင်တာဒါဒါပေမဲ့ကုနာပေါ်ဆိုပွဲကြည့်နေနေလုံးဝကျွန်တော်အသင်းနဲ့ကျွန်တော်အသင်းကိုကျွန်တော်မမှတ်မိတော့ဒါဖျားဆိုကျွန်တော်အသင်းကိုကျွန်တော်မမှတ်မိတော့ ကျွန်တော်အတင်ရင်တော့ဆိုစပါသင်ရင်တော့မကောင်းဘူးဆိုတာမှန်ပဲအဲ့လောက်တိစုပ်ပြက်ချာနာတဲ့အတင်တင်မဟုတ်ဘူးတော်တော်လေးကိုစုပ်ပြက်သွားတဲ့အတင်တင်ပေါ့နော်အဲ့တော့ဒါကျွန်တော်နဲ့ကျွန်တော်အဖေနဲ့မနေ့ကတော်တော်လွန်ခဲ့တဲ့ဒါကျွန်တော်အခုလေးရှိကျွန်တော်ခီးတခုရောက်တော့ကျွန်တော်လွန်ခဲ့တဲ့ဒါကျွန်တော် United ဘွဲစင်ကပြောရသူပဲဘူးလေငါသိတယ်မန်ယူမဟုတ်တော့ဘူးဆိုတဲ့သူပြောသွားတယ်ပေါ့နော်အိတ်ခံနေတာမမှန်ရသူညူကာဆယ်ကိုသူပွဲပြီးအောင်ကြည့်တယ်သူလုံးဝခုနကပြောသူကျွန်တော်နဲ့ကျွန်တော်အဖေနဲ့ကရေးရကိုရှုံးရင်အဲ့အသင်းဘယ်လောက်ရှုံးရှုံးခုနကပြောသူများ TV ပိတ်တဲ့ဆောင်ကျင်တော့မရှိဘူးကျွန်တော်ကသိလားကျွန်တော်ခုနကပြောသူပဲကိုအသင်းရှုံးတော့ကိုအသင်းကိုဒဏ်ခံပြီးကိုထိုင်ကြည့်တာ ဒီတင်ဘလောက်ဆောက်သုံးကြမင်းတို့ဆောက်ဘလောက်ဆောက်သုံးမကြနိုင်လဲဆောက်သုံးမကြနိုင်တာငါတို့ထိုင်ကြည့်မယ်ကွာဆိုတဲ့ဟိုအချင်းနေမျိုးကျွန်တော်တို့ကတော့တွားတယ်ဗောနော်အဲ့ဒါကိုကျွန်တော်နောက်ဆုံးကြည့်လဲယူတယ်ဒါပေမဲ့ခုနကကျွန်တော်ပြောလို့ကျွန်တော်ဖေဟိုသူအိတ်ခံနေဗောနော်သူအင်ဂျီဒီဘိုင်လေးသူခံတဲ့သူဝင်ငိုင်းကျွန်တော်တို့ပြောတာငါတိတယ်မယ်ယူမို့တော့ဦးတဲ့တွားပြီဗောနော်အဲ့တော့လက်ရှိအချင်းနေတွေရလက်ရှိဟိုတွားနေတဲ့ပုံစံတွေအရာဆိုရင်တော့ပြဿနာကအဲ့ဒါပဲ ခုနကကိုအသင်းကိုဘယ်သူမှမှတ်မိတော့ဒါအခုလက်ရှိမှာအာစနယ်က လွင်ရင်လက်ရှိမန်ချက်စတာစီးတီးအသင်းကလွင်ရင်လီဗာပူးကလွင်ရင်ကိုအသင်းကိုဘယ်သူမှတောင်းတမှတ်မိတော့ယူနိုက်တက်ပရိသတ်တွေဆိုမေးကြည့်ဟိုလက်ရှိမှာသူတို့အသင်းရဲ့ identity ဆိုတာဘာလဲဆိုတာမေးကြည့်လူတို့တချို့သူတွေတော့သူမေးတယ်ဒီပေါ့အခုကြည့်တယ်ခုနကပြောလို့ဆယ်လက်စ်ဘာကူဇန်နောက်ပိုင်းအားပေးလူငယ်ဆိုပူတော်မေးတတွေဖြစ်လာပြီဆယ်လက်စ်ဘာကူဇန်ခက်ကပါလေ YouTube promote လုပ်မယ်အဲ့ဒီ YouTube စီကနေညှက်မယ် YouTube ခုနကပြောလို့တခါကြာရင်ဗျာခုနကပြောလို့မမေ့ရကျွန်တော် Manchester United ဘွယ်စင်တွေမှာကြည့်ဘူးတယ်ဆိုရင်ကျွန်တော်ကျွန်တော်မမတ်မိလား ချစ်ကြရီတို့ပေါ့နော်ဟာနန်ဒက်စ်ကျွန်တော်ပဲစီလေးပေါ့နော်ကျွန်တော်တို့ဒါဟာနန်ဒက်စ်ဆိုရင်မမဲ့အဲ့တုန်းကဒါကျွန်တော်တို့အဲရော်နယ်ဒိုထွက်ထွက်ပြီးခြင်းမှာဒါကျွန်တော်တို့ FA ပုတ်ကာရာဘောကွန်မြူနတီဖလားမှာချက်စီနဲ့ဂန်ရတာထင်တယ်ဒါကျွန်တော်ပြမလုံးဝရှုံးနေတဲ့ချိန်မှာဒါဟာနန်ဒက်စ်ဝင်လာဟာနန်ဒက်စ်ဝင်လာဝန်တိုင်းကျဲပြီးတွင်းသွားတယ်ဟာဟာနန်ဒက်စ်ကဘဒူလဲဒါပေမဲ့ကရစ်စတီယန်ရော်နယ်ဒိုတို့ပြီးတဲ့ခေတ်မှာဒါကျွန်တော်တို့ပြောမယ်ဆိုဗျာတီလာဟူဆယ်လက်ဖာဂူဆန်ခေတ်က identity ဆိုတော့ United ဆိုတာ လူတဦးတယောက်ကမှမိကိုစရာမလိုတဲ့အသင်းဟုတ်တယ်ခုနကဘရနာဒိုမရှိရတဲ့တနက်မှာဒါ United အသင်းနဲ့ City အသင်းကိုဖလားအဲ့ဒီဖလားဆိုးရှုံးသွားတဲ့ဒါကျွန်တော်တို့အဓိကဟိုအခြေအနေတွေအရာပေါ့နော်အဓိကသွားနေတဲ့ပုံစံတွေအရာဆိုရင်တော့ ် United အသင်းအနေနဲ့အခုလက်ရှိမှာသူကဘယ်ကိုသွားနေရလဲစီးပွားရေး successful အောင်လုပ်နေတာလားအဲ့တော့ဒီတိုင်းမှာကျွန်တော်စပါတီဆိုရင်ခုနကပြောလို့ United အသင်းအောင်မြင်မှုနဲ့ weight quality feeling distance ဆိုတဲ့အရာကိုခံစားရတာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒါကျွန်တော် spa breathe spa ဆိုတာဗျာအရင်တော့ဒါကျွန်တော်မမေရအဟိုးရင်ဟိုးရင်ကျွန်တော်မကျွန်တော် Martin Jo လောက်ခစ်ခဲ့ရဟိုးရင်ဒီမိတာဟုတ်ခင်ဗျားတို့ကျွန်တော်မိတဲ့အတွက်ကြောင့်မလို့အသင်းကဘလောက်ထိတိုင်ပတ်ပတ်ဒီလောက်တော့တိုင်မှာပတ်ဘူး trust me when i say this ဘလောက်ထိတိုင်ပတ်ပတ်အခုချိန်လောက်အခုလက်ရှိမှာကျွန်တော်တို့အသင်းက tense စုံနဲ့အခုလက်ရှိ tense စုံကအသင်းနဲ့ဒါကတ်နေတယ်အောက်ကသင်းနေတာစောက်ရမ်းမညံ့ဘူးဆိုရင်တော့အခုလိုအချိန်မျိုးမှာဒါကျွန်တော်တော်တော်လေးကိုတိုင်ပတ်ပြီးတော့ဟိုအဓိက တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတစ်ခုကိုရောက်လာခဲ့တယ်။ဘာဖြစ်နေလဲဘယ်သူနာပြောလဲလက်ရှိမှာနီးပြောက်လည်းမထုတ်ဘူး။ဟုတ်တော့ဗျာဒါအရင်ကကျွန်တော်ခုလက်ရှိမှာနီးပြောက်အခုအရှင်းဆုံးကပြောပြပြမယ်။ကျွန်တော်စပါတင်းရဲ့လက်ရှိနီးပြောက်နဲ့စပါတင်းနဲ့ဘာမှမဆိုင်တော့ဘူး။ကစားသမားတွေဗျာဟိုနေ့ကကြည့်ရင်သိတာတယ်။နီးပြောက်ရင်ကစားသမားတွေနဲ့ဝေးကွာသွားပြီ။ကစားသမားတွေနဲ့ပြိတ္တတွေနဲ့ဝေးကွာသွားပြီ။နီးပြောက်နဲ့ကစားသမားတွေဝေးပြိတ္တတွေနဲ့ဝေးသွားသွားပြီ။ဒါကျွန်တော်တို့မနစ်ကကျွန်တော်တို့အသင်းရဲ့ဘီလပ်လုလာခဲ့တဲ့အသင်းတစ်သင်းပေါ်မူတည်ပြီးလုံးဝကွာသွားပြီအသင်းတွေက။ မနစ်ကတော့ကျွန်တော်တို့ဒီလိုချိန်မျိုးသာအသက်မှာငါတို့ဥရောပဝင်မှလာပါလာဖြစ်နေအသင်းသင်းသင်းကပရိတ်သတ်တွေနဲ့ဝေးကွာသွားရင်ခမရအဲ့အသင်းကခမဘလောက်ပဲအောင်မြင်နေနေရှုံးတာဘုမလက်ရှိမှာ example ပြောတာ Chelsea ကိုတော့ထည့်ပြောပြီ Chelsea သင်းနဲ့ခုလက်ရှိမှာဒါ Champion League ဝင်ခွင့်အတွက်အခြေအနေတွေကောင်းနေဒါကျွန်တော် Conference League လည်းရဖို့အတွက်အခြေအနေတွေကောင်းနေအသင်းသင်းဖြစ်တယ်တို့ပဲမဲ့တော့ညာခမရရုတ်တရက်မေးကြည့် Chelsea ပရိတ်သတ်တွေအခုချိန်မှာကိုယ်အသင်းနဲ့ကိုနီးစပ်လို့ခံစား background မှာနီးစပ်လို့ခံစားမှာမဟုတ်ဘူး ပြီးကျွန်တော်ဒီဗီဒီယိုတိုင်းပြီးခုနပြောလို့ပဲနောက်ပိုင်းဟိုဒီဒီညနေနေ့လည်းနှစ်နာရီမှလည်းကျွန်တော် Chelsea တဲ့ဒီတဲ့ဗီဒီယိုတော့အဲ့တော့မေးကြည့် Chelsea ပြည်သက်တွေအကုန်လုံးမေးကြည့်ဘာလို့ငါတို့အတင်ကခုနကျွန်တော်ပြောပြကျွန်တော်အတူချုံးမဲ့ခင်ဗျားတို့ပဲ Chelsea ပြည်သက်တွေဆိုတာဟာတော့ဟိုး Chelsea ပြည်သက်ဆိုတာအမှန်တိုင်းခင်ဗျားတို့စားပြီး Arsenal ပြည်သက်တွေတစ်ချိန်တော့ Tottenham Hotspur ပြည်သက်တွေတစ်ချိန်တော့မင်းတို့ top 4ဝင်တဲ့ကောင်တွေငါတို့ဖလားယူမဲ့ကောင်တွေဆိုပြီးပြောလာခဲ့တဲ့ကောင်တွေဗျာဒီလား ဟဲ့မေးကြည့် Chelsea ပြည်သားပေါ့ကျွန်တော်မမဲကျွန်တော်မှ Chelsea ပြည်သားကြဟာသူတို့ဆိုတာဗျာနှစ်တိုင်းမှာငါတို့ကဘယ်ဖလားကိုဘလို့ယူမလဲဆိုတာတင်းငင်းလို့လာယူရိုပါလိလို့ဖလားမျိုးတော့ခေါင်းနဲ့မထည့်တဲ့ခြားတိတ်အုပ်စုညီအနေနဲ့ပြည်သက်တွေအုပ်စုညီအနေနဲ့ဒီခုနပေါ်တဲ့ Top 4ဆိုတာကြီးကသူတို့အတွက်လက်ရှိမှာအောင်စုထူးပန့်ကြီးဆိုတာအတိတ်ပြန်မှာမရှိတာအခုကြည့်မှာခုနကြည့်လိုက် Chelsea Sport Chelsea လက်ရှိမှာ Lucan Media Chelsea ပြည်သက်တွေမှန်သမျှကြည့်လိုက်ကိုယ့်အသင်းကိုဘယ်ကောင်းမှအားမရဘဲကိုယ့်အသင်းကို distance ဖြစ်နေတဲ့ကောင်းတွေကြီးဗျာ လက်ရှိမှာတချို့ spa ပြိတဲ့ကျွန်တော်သိလက်ရှိမြန်မာ spa admin တချို့ဆိုဒီကျွန်တော် spa ဘွက်ကိုတော့မကြည့်တော့ spa ဘွက်ကို youtube ပြီးတော့ဒါအချိန်မတော်ကြည့်တဲ့ကောင်တွေတော့ spa ဘွက်ကိုကြည့်ဖို့အချိန်မကျွန်တော်ခုနေတော့အရန်ကြီးရတယ်ငလေလုတ်ပြီးတဲ့အချိန်မှာကျွန်တော်မတ်မတ်ရ spa တင်ခိုင်းတော့ဘဒူးနဲ့လည်းမသိချက်စီးကိုကိုင်းတယ်ဝမ်းစိုးနဲ့ရှုံသွားတယ်ဘာမှမခံစားဘူးကျွန်တော်အဲ့လိုမျိုးဖြစ်တာဘလို့ကျွန်တော်တခါမှမရှိဘူးခုနကငလေးနန်းကြောင်းလည်းဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့လုံးဝကျွန်တော်ဒါအသိနဲ့ကျွန်တော်ဝေးကွာသွားပြီ အသင်းနဲ့ပြန်ပြီးဆက်ဖို့လုပ်ဖို့ရတယ်အသင်းမှာတာဝန်ရှိရလို့ကျွန်တော်မြင်တယ်ခုနကအခုလက်ရှိမှာခင်ဗျာကျွန်တော်ဘုံမွေလင်းအခုအာရင်တော့ဒါကျွန်တော်ရာသီကုန်ကနေကျွန်တော်စပါဖို့ကျွန်တော်တွားချခင်ဗျာတည်ဆိုခင်ဗျာတည်ဆိုမှာကျွန်တော်ဒါကွင်းနေတည်တော်ကြည့်ဖို့ကျွန်တော်အမြဲတမ်းကြိုးစားနေလို့ပြအခုအချိန်မှာဘုံမွေလင်းလင်းပြောရမှာဆိုလာမယ့်ဒါကျွန်တော် ဘောလုံးပွဲပြန်လာပြီဆိုရင်တော့ကျွန်တော်ကြည့်ဖို့အတွက်တော်တော်လေးမဆန်းစားအကျပထမဟာအဲ့မှာမှတ်မဲ့အဲ့ချိန်တန်းမှာဘယ်လောက်ထိ excited ဖြစ်ဟာဟောင်းကျွန်တော်ဒီဂျာတယ်မဟုတ်ဘူးနော်ဟိုဟောင်းကောင်းမှာဒါကျွန်တော်တို့စပါနဲ့ညိုအာစနယ်ဒါကျွန်တော်တွေ့မှာဟာပထမတော့ဒါကျွန်တော်ဟိုရင်လာလုံးခဲ့တဲ့3လလောက်ကဒါအိုက်ခဲအိုက်ခဲတဲ့တင်းထွက်နေတာဟုတ်အခုမှတရားဝင်ကြညာပြီဟာအဲ့မှာတော့ချိန်မှာပါဘာအခုချိန်မှာကျွန်တော်ဟောင်ကောင်ကိုသွားပြီးဘာလို့သွားလဲမကျွန်တော်မိသားစုနဲ့ကျွန်တော်အဖေမျိုးကျွန်တော်ခေါ်ပြီးကျွန်တော်ဒက်စီလန်သွားလိမ့်မှာအဲ့တရောင်းစားပွဲသွားကြည့်ဘာမှစောက်ကြီးစုလည်းမရှိဘူးကျွန်တော်ပြောရသေးလားအဲ့တော့ ဲ့လိုမျိုးဖြစ်လာခဲ့ပြီဗျာဒီလားအရင်တော့ငါအသိငါဘလို့ကြည့်မငါအသိတော့ငါပတ်စံနေဘလို့တော့အောင်မယ်ဆိုရင် mentality တစ်ခုအနေပြီးတော့အိုးโอเคဒီဟောင်းနေပွဲလာတာပဲဆိုတဲ့ဥစ္စာဖြစ်လာခဲ့တယ်ဒီဟာကိုကျွန်တော်တို့လောက်တာမဟုတ်ဘူးကျွန်တော်တို့ကပြိတ္တကျွန်တော်တို့ဘာမှလုပ်ပိုင်ခွင့်မရှိဘူးဒါကပြိတ္တကိုဘာပြိတ္တကိုသွားပြစ်တယ်လို့မရဘူးဘောလုံးအသစ်အသစ်မှာပြိတ္တဒီ innocent အဖြစ်ဆုံးပဲခမရခမကြိုက်တယ်လို့ပြောလို့ရတယ်ဘောလုံးအသစ်အသစ်မှာပြိတ္တဒီ lower consumerism ပဲသူတို့ကတစ်ဖက်ကပေးတာကိုစားရတာ ဘလုံးသင်ပြိတ္တတွေအာဃာသာအသင်ပြိတ္တတွေလောက်တနာဖို့ကောင်းတာအာဃာသာသင်ပြိတ္တတွေပဲရှိတယ်။ကိုကြိုက်တဲ့အသင်ကိုခင်ဗျာအယူခံပြီးတော့စောက်ပြောဆိုခံပြီးတော့အားပေးရတာ။ခဲဘလုံးသင်တသင်အဲ့ကြောင့်ခုနကပြောသေးလက်ရှိကျွန်တော်အတိတရောက်ပြောဘူးတယ်အာကာဒါကျွန်တော်နိုင်ငံခြားအာကာမြန်မာနိုင်ငံ If you want to be rich own a sports team and get a cult get a cult ဆိုခုနကပြောသေးခင်ဗျာဘယ်လိုပြောမလဲကျွန်တော်မြန်မာလူဆိုရင်အဲ့ဒါဘယ်လိုပြောဟိုယူယူမမိုက်နဲ့အားပေးတဲ့လူစုကိုမင်းတို့အသင်ရအဲ့အသင်ဘလောက်တန်းစင်းသွားသွားသွားမယ်အဲ့အသင်တော့လိုက်သွားမယ်လူတွေအများကြီးပဲ။ အဲ့ဒါကအားကစားပဲအားကစားရဲ့ပြည့်တက်တွေဆိုတာအင်မတန်မှစိတ်ပြတ်ဖို့ကောင်းတဲ့ကော်စတူမာတွေလို့ပြောလို့ရတယ်ခမရခုနပြောသူပဲနောက်ဆုံးပြအခုလက်ရှိမှာတိုင်ဂါဝူတိုင်ဂါဝူဆောက်ပတနာတိုင်ဂါဝူအားပြီးတဲ့ကောင်တွေမှာ F1 မှာဒီတိုင်းပဲအခုလက်ရှိမှာကျွန်တော်ခမလူးဝစ်ဆမ်မော်တန်ကိုအားပြီးတဲ့ကောင်ကြည့်ပါအဲမော်တန်ကိုအားပြီးတဲ့ကောင်တွေမှာခုနပြောလက်ရှိအနေနဲ့တက်ကြလဲအားပြီးရတာပဲဘာမှလုပ်လို့မရဘူးပြသေးလားကျွန်တော်ဥပမာဆိုတာ consumerism ဆိုတဲ့အတိတ်ပဲအရာခမအောင်မှာဆိုကျွန်တော်တို့ project တစ်ခုရမှာကျွန်တော်ရေသံတဘူးကိုကြိုက်တယ်ဗျာဒီရေသံတဘူးရဲ့ quality မကောင်းတော့ကျွန်တော်နောက်တဘူးကျွန်တော်ရွေးပိုင်ခွင့်ရှိတယ် ဘောလုံးသင်းမှာကျွန်တော်အဲ့လိုယူပိုင်မှာမရှိဘူး I don't have a choice မွေးလာခဲ့တဲ့ဒီ choice တစ်ခုနဲ့မွေးလာခဲ့တာတိလာကျွန်တော်ပြောတာအဲ့ဒါကတိတ်ပြီးတော့ကိုယ်တွေအတွက်အရန်နေတာဘူးကောဒါပေမဲ့အဲ့ဒါဘာလို့လို့ရဘာမှလို့လို့မရ What can we do about it we can't do anything about it ဗျာတိလာကျွန်တော်ဘာမှကိုလို့လို့မရဘူးအဲ့ဒါကလက်ရှိပြဿနာပဲအဲ့တော့ကျွန်တော်တို့ဘောလုံးတင်းတဲ့ဆောင်းဝေးကွာပါလာမယ့်ညရာဒီမှာလည်းကြည်ဖို့အတွက်လုံးဝလုံးဝအစီအစဉ်ကိုမရှိဘူးကျွန်တော်အနေနဲ့ပါဆင်ရ ပြခုနကပေါ့ကျွန်တော်ရဲ့ဒါစီစဉ်ကျွန်တော်ရဲ့ထုံးမှန်တရားခေါ်တန်တက်တဲ့သုံးသင်းသားကိုဒီနဲ့မရင်းနေတဲ့သုံးသင်းဖြစ်မှာဆိုအဲ့ဒီသင်းတွေကိုသွားကြည့်မယ်။စပါးသင်းကိုလမ်းကြုံရင်ခုနကပါရင်တော့ရီဝမိုက်သွားကြည့်ရဆိုင်။โอเคခုနကပါလမ်းကြုံတယ်လမ်းကြုံတော့တပွဲနှစ်ပွဲကြည့်မယ်ဒါပဲ။အရင်တော့ feel မထားတော့ဘူး။တိတန့်ဟာဒီသင်းကိုငါသွားကြည့်ရမယ်ဆိုတဲ့မမာနာလည်းမရှိတော့ကုန်ပြီ။ဒီနေ့ထွားပြီအချက်တွေကုန်သွားပြီ။ ဲ့တော့အချက်တွေပြန်ပေါ်လာအောင်တို့လိုလော relationship တစ်ခုလိုပဲခုနပြောလိုပဲလုံးဝ divorce လို့မရတော့ဒါကျွန်တော်တွေးနေရတဲ့သဘောမှာရှိတယ်ဒါပေမဲ့လုံးဝလည်းခွာလို့လည်းမရတော့တကယ်ခုနပြောလိုပဲတကယ်ချစ်တော့ချစ်တယ်ဗျာဒါပေမဲ့စိတ်ကုန်သွားပြီလောက်ပဲအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points လို့ね TV4U တို့မှာကျင်းလို့ဆိုတော့အပေါင်းအကူညီလို့ရပါတယ် ။များများလေးတဲ့ကလစ်ဖိုမမိကြပါနဲ့။အောက်ကကွန်မန့်နေတယ်မှာလေ Youth Sport Media 3 Point Zone နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးပို့ကျွန်တော်အားပေးလို့ရရ။များများလေးတဲ့ကလစ်ဖိုမမိကြပါနဲ့။များများကလစ်မှာမြင်မြင်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြူတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။စုံမောင်းအောင်တောင်းပေးနေပဲကျွန်တော်တို့တွေတောင်းကူပြုပါအောင်ဗျ။ Devo ပါ